ချီရှိသူမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025လေးလပိုင်း16ရက်နေ့မှာထွက်ရှိမဲ့9ကြိမ်မြောက် 3D အတွက်ကစားအသင်းနဲ့ကနန်းတကွက်ကိုစတင်တွက်ပြပြီးသွားမှာဖြစ်ပါတယ်ထိတ်စီးရှာပြပြီးသွားမှာဖြစ်ပါတယ်ဒီမှာထိတ်စီးနှစ်ရှိပါတယ်ထိတ်စီးနှစ်ရဲ့ပါဝါ9ကထိတ်စီးခွန်ဖြစ်လာပါတယ်ထိတ်စီး3ရဲ့ပါဝါ8ကထိတ်စီး8ဖြစ်လာပါတယ် ဒါကြောင့်ဒီမှာထိပ်စီ6ရှိတဲ့အတွက်ထိပ်စီ6ရဲ့ power 1ကထိပ်စီ1ဖြစ်လာရမှာဖြစ်ပါတယ်ထိပ်စီ1ပါဒီလေးလုံးပေါင်းခြင်း1ဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း2ဖြစ်ပါတယ်1 2 3ဖြစ်ဖို့အတွက်ဒီလေးလုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း2ဖြစ်တဲ့အတွက်1ပေါင်းရမှာဖြစ်ပါတယ်ထိပ်စီ1ပါဒီ3လုံးပေါင်းခြင်း2ဖြစ်ပါတယ် ဒီ၃လုံးပေါင်းခြင်း၁ဖြစ်ပါတယ်။2 1တုံညဖြစ်ဖို့အတွက်ဒီ၃လုံးပေါင်းခြင်းတုံညဖြစ်ရမှာဖြစ်ပါတယ်။ဒီ၂လုံးပေါင်းခြင်း၉ဖြစ်တဲ့အတွက်တစ်ပေါင်းရမှာဖြစ်ပါတယ်။ထိပ်စီးတစ်ပါ။အလဲထိုင်ရှားပြပေးတော့မှာဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း၉ဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း၉ဖြစ်ပါတယ်။ဒါကြောင့်ဒီ၃လုံးပေါင်းခြင်းလဲ၉ဖြစ်ရမှာဖြစ်ပါတယ်။ ဒီနှလုံးပေါင်းခြင်း၄ဖြစ်တဲ့အတွက်ငါးပေါင်းရမှာဖြစ်ပါတယ်။အလဲထိုင်း၅ပါ။ဒီနှလုံးပေါင်းခြင်း၃ညဖြစ်ပါတယ်။ဒီနှလုံးပေါင်းခြင်း၉ဖြစ်ပါတယ်။၃ည၉၈ဖြစ်ဖို့အတွက်ဒီနှလုံးပေါင်းခြင်း၈ဖြစ်ရမှာဖြစ်ပါတယ်။ဒီမှာ၃ရှိတဲ့အတွက်ငါးပေါင်းရမှာဖြစ်ပါတယ်။အလဲထိုင်း၅ပါ။နောက်ပိတ်ရှာပြပေးတော့မှာဖြစ်ပါတယ် ဒီနှလုံးပေါင်းခြင်းရှိဖြစ်တယ်လို့ဒီသုံးလုံးပေါင်းခြင်းရှိဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်းလေးဖြစ်တယ်လို့ဒီသုံးလုံးပေါင်းခြင်းလည်းလေးဖြစ်နေပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်ဒီသုံးလုံးပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်ခုနှစ်ပေါင်းရမှာဖြစ်ပါတယ်နောက်ပိတ်ခုနှစ်ပါဒီနှလုံးပေါင်းခြင်း5ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း၄ဖြစ်ပါတယ် 5 4 3ဖြစ်ဖို့အတွက်ဒီနှလုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ6ရှိတဲ့အတွက်ခုနှစ်ပေါင်းရမှာဖြစ်ပါတယ်နောက်ပိတ်9ပါထိစီအလဲထိုင်ပေါင်းခြင်းနဲ့အလဲထိုင်နောက်ပိတ်ပေါင်းခြင်းကိုရှားပြပြတော့မှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း4ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း4ဖြစ်ပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်းလဲ4ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာရှိရှိတဲ့အတွက် ထိပ်စီးအလဲထိုင်ပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီး1အလဲထိုင်5ယူထားတဲ့အတွက်ပေါင်းခြင်း6ကိုင်ညီမှုရှိနေပါတယ်ဒီမှာ6ရှိတဲ့အတွက်6ရဲ့နှက်ခတ်6ကဒီ3လုံးပေါင်းခြင်း6ဖြစ်နေပါတယ်ဒီမှာ9ရှိတဲ့အတွက်9ရဲ့နှက်ခတ်3ညကဒီ3လုံးပေါင်းခြင်း3ညဖြစ်နေပါတယ်ဒါကြောင့်ဒီမှာ9ရှိတဲ့အတွက်9ရဲ့နှက်ခတ်3ညက ဒီသုံးလုံးပေါင်းခြင်းတုံညဖြစ်ရမှာဖြစ်ပါတယ်။ဒီမှာရှိရှိတဲ့အတွက်အလဲထိုင်နောက်ပိတ်ပေါင်းခြင်းနှစ်ဖြစ်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကအလဲထိုင်ငါးနောက်ပိတ်ခုနှစ်ယူထားတဲ့အတွက်ပေါင်းခြင်းနှစ်ကံ့ညီမှုရှိနေပါတယ်။ထေစီနောက်ပိတ်အတွဲကိုရှားပြပေးတော့မှာဖြစ်ပါတယ်။ဒီနှလုံးပေါင်းခြင်းတုံညတုံညရဲ့နှက်ခတ်ခုနှစ်ကဒီနှလုံးပေါင်းခြင်းခုနှစ်ဖြစ်နေပါတယ်။ ဒီနှလုံးပေါင်းခြင်း၈ရဲ့နှက်ခတ်၁ကဒီနှလုံးပေါင်းခြင်း၁ဖြစ်နေပါတယ်။ကျွန်တော်တို့ကထိတ်စီး၁ယူထားတဲ့အတွက်ဒီနှလုံးပေါင်းခြင်း၄၄ရဲ့နှက်ခတ်၁ကဒီနှလုံးပေါင်းခြင်း၂ဖြစ်ရမှာဖြစ်ပါတယ်။ဒီမှာ၅ရှိတဲ့အတွက်ခုနှစ်ပေါင်းရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိတ်စီး၁နောက်ပိတ်ခုနှစ်အတွဲကကိုက်ညီမှုရှိနေပါတယ်။ ထိတ်စည်းအလဲထိုင်အတွဲကိုရှာပြပေးသွားမှာဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း၃ည၃ညရဲ့နက္ခတ်ခုနှစ်ကဒီ၂လုံးပေါင်းခြင်း ခုနှစ်ဖြစ်နေပါတယ်။ဒီ၃လုံးပေါင်းခြင်းခုနှစ်ခုနှစ်ရဲ့နက္ခတ်၃ညကဒီ၂လုံးပေါင်းခြင်း၃ညဖြစ်နေပါတယ်။ကျွန်တော်တို့ကထိတ်စည်း၁ယူထားတဲ့အတွက်ဒီ၃လုံးပေါင်းခြင်း၄လေရဲ့နက္ခတ်နှစ်ကဒီနှလုံးပေါင်းခြင်းနှစ်ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာခုနှစ်ရှိတဲ့အတွက်၅ပေါင်းရမှာဖြစ်ပါတယ် ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိပ်စီးတအလဲထိုင်ငါအတွဲကကိုက်ညီမှုရှိနေပါတယ်ထိပ်စီးအလဲထိုင်ပေါင်းခြင်းနဲ့နောက်ပိတ်အတွဲကိုရှားပြပေးသွားမှာဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း6 6ရဲ့နှက်ခတ်9ကဒီ3လုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း6 6ရဲ့နှက်ခတ်9ကဒီ3လုံးပေါင်းခြင်း 6ဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီး1အလဲထိုင်5ယူထားတဲ့အတွက်ဒီလေးလုံးပေါင်းခြင်း5 5ရဲ့နှက်ခတ်3ကဒီ3လုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိပ်စီး1အလဲထိုင်5နောက်ပိတ်ခွန်အတွဲကကန့်ညမှုရှိနေပါတယ်တနည်းအားဖြင့်နောက်ပိတ်9ဖြစ်မယ်ဆိုရင် ထိပ်စီးအလဲထိုင်ပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ် အလဲထိုင်နောက်ပိတ်ပေါင်းခြင်းနဲ့ထိတ်စီးအတွဲကိုခြားပြပေးသွားမှာဖြစ်ပါတယ်။ဒီလေးလုံးပေါင်းခြင်းကိုကိုယ့်ရဲ့ပါဝါ၄ကဒီနှလုံးပေါင်းခြင်း၄ဖြစ်ပါတယ်။ဒီလေးလုံးပေါင်းခြင်း၄လေးရဲ့ပါဝါ၉ကဒီနှလုံးပေါင်းခြင်း၉ဖြစ်ပါတယ်။ကျွန်တော်တို့ကထိတ်စီး၁ယူထားတဲ့အတွက်ဒီလေးလုံးပေါင်းခြင်း၇ခုနှစ်ရဲ့ပါဝါ၂ကဒီနှလုံးပေါင်းခြင်း၂ဖြစ်ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ ထိတ်စီးတလဲထိုင်ငါနောက်ပိတ်ခွန်အတွဲကကန့်ညမှုရှိနေပါတယ်။တနည်းအားဖြင့်ထိတ်စီးတဖြစ်မယ်ဆိုရင်အလဲထိုင်နောက်ပိတ်ပေါင်းခြင်းနှစ်ဖြစ်ရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့6ကြိမ်မှာကျွန်တော်တွက်နည်းများအားလုံးတဲကအလဲထိုင်နောက်ပိတ်ပေါင်းခြင်းနဲ့ထိတ်စီးအတွဲတစ်ခုပဲမှန်ခဲ့ပါတယ်။အဲ့ဒါကတော့ဒီ၃လုံးပေါင်းခြင်းနှစ်နှစ်ရဲ့နက္ခတ်၄ကဒီနှလုံးပေါင်းခြင်း၄ဖြစ်ပါတယ်။ ဒီ၃လုံးပေါင်းခြင်းငါငါးရဲ့နှက်ခတ်၃ကဒီ၂လုံးပေါင်းခြင်း၃ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း၆၆ရဲ့နှက်ခတ်၉ကဒီ၂လုံးပေါင်းခြင်း၉ဖြစ်ပါတယ်ကျွန်တော်ကခွန်ထိပ်စည်းယူထားတဲ့အတွက်ဒီ၃လုံးပေါင်းခြင်း၄၄ရဲ့နှက်ခတ်၂ကဒီ၂လုံးပေါင်းခြင်း၂ဖြစ်ရမယ်ဆိုပြီးတော့ခွန်၂၃ညကိုတင်ငယ်ခြင်းဖြစ်ပါတယ်ထိပ်စည်း၆ဖြစ်တဲ့အတွက်ဒီ၃လုံးပေါင်းခြင်း၃ 3ရက်နှခတ်9ကဒီနှလုံးပေါင်းခြင်း9ဖြစ်နေပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အကြိုက်တူမဲ့ဆိုရင်ဒီနည်းလေးကိုဆက်ပြီးသုံးနိုင်ပါတယ်။တင်ငါခွန်ကိုနောက်တစ်မျိုးတွက်ပြပေးသွားမှာဖြစ်ပါတယ်။ဒီ3လုံးပေါင်းခြင်း4ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်းလည်း4ဖြစ်နေပါတယ်။ဒီ3လုံးပေါင်းခြင်း4ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်းလည်း4ဖြစ်နေပါတယ်။ ဒီသုံးလုံးပေါင်းခြင်းကိုဖြစ်တယ်လို့ဒီသုံးလုံးပေါင်းခြင်းလည်းကိုဖြစ်နေပါတယ်။ဒါကြောင့်ဒီသုံးလုံးပေါင်းခြင်းသုံးဖြစ်တဲ့အတွက်ဒီသုံးလုံးပေါင်းခြင်းသုံးဖြစ်ရမှာဖြစ်ပါတယ်။ဒီနှလုံးပေါင်းခြင်း နှစ်ဖြစ်တဲ့အတွက်တစ်ပေါင်းရမှာဖြစ်ပါတယ်။ထိတ်စည်းတစ်ပါ။ဒီမှာရှိတဲ့ခုနှစ်ရဲ့ပါဝါနှစ်ကဒီသုံးလုံးပေါင်းခြင်းနှစ်ဖြစ်ပါတယ်။၃ညရဲ့ပါဝါ၅က ဒီ၃လုံးပေါင်းခြင်း၅ဖြစ်ပါတယ်။ခုနှစ်ရဲ့ပါဝါ2ကဒီ၃လုံးပေါင်းခြင်း2ဖြစ်ပါတယ်။ဒါကြောင့်ဒီမှာ၉ရှိတဲ့အတွက်၉ရဲ့ပါဝါ4ကဒီ၃လုံးပေါင်းခြင်း4ဖြစ်ရမှာဖြစ်ပါတယ်။ဒီမှာ6ရှိတဲ့အတွက်ထိပ်စီးနောက်ပိတ်ပေါင်းခြင်း10ဖြစ်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကထိပ်စီး1နောက်ပိတ်ခွန်ယူထားတဲ့အတွက်ပေါင်းခြင်း10ကိုင်ညီမှုရှိနေပါတယ်။ ဒီမှာရှစ်ရှိသလိုဒီသုံးလုံးပေါင်းခြင်းရှစ်ဖြစ်နေပါတယ်ဒီမှာငားရှိသလိုဒီသုံးလုံးပေါင်းခြင်းငားဖြစ်နေပါတယ်ဒါကြောင့်ဒီမှာ6ရှိတဲ့အတွက်ဒီသုံးလုံးပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်တစ်ပေါင်းရမှာဖြစ်ပါတယ်ထိတ်စီးတစ်ပါဒီနှလုံးပေါင်းခြင်း6ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း၄ဖြစ်ပါတယ် 653ဖြစ်ဖို့အတွက်ဒီနှလုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်။ဒီမှာ8ရှိတဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်။အလဲထိုင်9ပါ။ဒီမှာ9ရှိသလိုဒီ3လုံးပေါင်းခြင်း9ဖြစ်နေပါတယ်။ဒီမှာ9ရှိသလိုဒီ3လုံးပေါင်းခြင်း9ဖြစ်နေပါတယ်။ဒါကြောင့်ဒီမှာ6ရှိတဲ့အတွက်ဒီ3လုံးပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်။ဒီမှာ8ရှိတဲ့အတွက် ထိတ်စီးနောက်ပိတ်ပေါင်းခြင်းရှိဖြစ်ရမှာဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်းခုနှစ်ဖြစ်တယ်လို့ဒီ၂လုံးပေါင်းခြင်းခုနှစ်ဖြစ်နေပါတယ်ဒီ၃လုံးပေါင်းခြင်း၃ညဖြစ်တယ်လို့ဒီ၂လုံးပေါင်းခြင်း၃ညဖြစ်နေပါတယ်ကျွန်တော်တို့ကထိတ်စီးတက်ယူထားတဲ့အတွက်ဒီ၃လုံးပေါင်းခြင်း၄ဖြစ်ပါတယ်။ဒါကြောင့်ဒီ၂လုံးပေါင်းခြင်းလည်း၄ဖြစ်ရမှာဖြစ်ပါတယ်။ဒီမှာ9ရှိတဲ့အတွက်9ပေါင်းရမှာဖြစ်ပါတယ်။ ဒါကြောင့်ထိတ်စီးတစ်ဖြစ်ခဲ့မယ်ဆိုရင် နောက်ပိတ်ခွန်ဖြစ်ရမှာဖြစ်ပါတယ်ဘရိတ်ရှာပြပေးသွားမှာဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်းနှစ်နှစ်ရဲ့နှက်ခတ်၄ကဘရိတ်လေးဖြစ်နေပါတယ်ဒီ၃လုံးပေါင်းခြင်း၈ရှစ်ရဲ့နှက်ခတ်၁ကဘရိတ်၁ဖြစ်နေပါတယ်ဒီ၃လုံးပေါင်းခြင်း၅၅ရဲ့နှက်ခတ်၃က ဘရိတ်သုံးဖြစ်မှာဖြစ်ပါတယ်ကျွန်တော်တို့ကတင်9ခွန်ယူထားတဲ့အတွက်ဘရိတ်သုံးကိုက်ညီမှုရှိနေပါတယ်ဒီမှာ6ရှိတဲ့အတွက်6ရဲ့ပါဝါ4ကဘရိတ်4ဖြစ်လာပါတယ်ဒီမှာ6ရှိတဲ့အတွက်6ရဲ့ပါဝါ1ကဘရိတ်1ဖြစ်လာပါတယ်ဒါကြောင့်ဒီမှာ8ရှိတဲ့အတွက်8ရဲ့ပါဝါ3ကဘရိတ်3ဖြစ်လာရမှာဖြစ်ပါတယ်ဘရိတ်3ပါ ဒီသုံးလုံးပေါင်းခြင်းနှစ်နှစ်ရဲ့နက္ခတ်လေးကဗရိတ်လေးဖြစ်နေပါတယ်ဒီသုံးလုံးပေါင်းခြင်းရှစ်ရှစ်ရဲ့နက္ခတ်တစ်ကဗရိတ်တစ်ဖြစ်နေပါတယ်ဒါကြောင့်ဒီသုံးလုံးပေါင်းခြင်း၅ဖြစ်တဲ့အတွက်၅ရဲ့နက္ခတ်၃ကဗရိတ်၃ဖြစ်လာရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း၉နဲ့ဗရိတ်လေးပေါင်းခြင်း၃ဖြစ်ပါတယ် ဒီနှလုံးပေါင်းခြင်း3နဲ့ break တက်ပေါင်းခြင်း4ဖြစ်ပါတယ်3 4 5ဖြစ်ဖို့အတွက်ဒီနှလုံးပေါင်းခြင်း2ကို break 3ပေါင်းရမှာဖြစ်ပါတယ် break 3ပါနောက်ဆုံးအနေနဲ့ break ရှာပြပြီးတော့ကျွန်တော်ရဲ့ video file ကိုအဆုံးသတ်မှာဖြစ်ပါတယ်ဒီ4လုံးပေါင်းခြင်း1ဖြစ်တယ်လို့အောက်မှာ break 1ဖြစ်နေပါတယ် ဒီလေလုံးပေါင်းခြင်းလေးဖြစ်သလိုအောက်မှာဗရိတ်လေးဖြစ်နေပါတယ်။ဒီလေလုံးပေါင်းခြင်း1ဖြစ်သလိုအောက်မှာဗရိတ်1ဖြစ်နေပါတယ်။ဒါကြောင့်ဒီလေလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်အောက်မှာဗရိတ်3ဖြစ်လာမှာဖြစ်ပါတယ်။ဒါကြောင့်ဗရိတ်3ပါနောက်2025လေးလပိုင်း16အနီမှာထွက်ရှိမဲ့ ခုနှစ်ကြိမ်မြောက် 3D အတွက်ကစားသင့်တဲ့ခဏန်းတစ်ခွက်ကတော့တင်9ခွန်ဒဲတစ်ခွက်ဖြစ်ပါတယ်ကြီးစုသူမိတ်ဆွေအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာပြီးကံကောင်းခြင်းတွေနဲ့ပြည့်စုံနိုင်ပါစေ။